ဘာကိုဆုံးဖြတ်ရမည်ကိုသိပါဆုံးဖြတ်ချက်ကို ခိုင်မာစွာချမှတ်နိုင်ခြင်းအမြန်ဆုံးအဆုံးဖြတ်ပေးနိုင်ခြင်းတို့မှာလူတအူးဤအသိပညာနှင့်လဲဆိုင်ပါတယ်လှုပ်ဆရာရှိတာကိုလှုပ် ဆုံးဖြတ်เสียရှိတာကိုမြန်စွာ ဆုံးဖြတ်ခါအကောင့်ထဲပေါ်တင်တာကို အမြန်ဆုံးအကောင့်ထဲပေါ်လိုက်ခြင်းဖြင့် လုပ်ငန်းပြီးမြောက်သွားနိုင်သည်များရှိပါတယ်။တွေဝေငီးမောက မဆုံးဖြတ်ရဲမလုံရဲဖြစ်နေပါက နောက်ကျကြံခဲ့မိတာဖြစ်ပါတယ်။ဘာကိုဆုံးဖြတ်သည်ဖြစ်စေ ကိုယ်ပိုင်အတွေးအမြင်ဖြင့် ဆုံးဖြတ်နိုင်ရန်အရေးကြီးပါတယ်။မိမိအတွေးအမြင်ဉာဏ်ပညာတို့သည်မိမိအဆုံးဖြတ်ကို အထောက်အကူပြုမှာဖြစ်ပါတယ်။ကလေးဘဝတွေကစိတ်ကူးတွေကိုလုံနိုင်သည့်အချင်း အကောင့်ထဲပေါ်နိုင်သည့်အချိန်တွင်စတင်အကောင့်ထဲပေါ်လိုက်ပါစိတ်ကူးကောက်တစ်ခုကိုလုံနိုင်သည့်အချိန်တွင်ကောက်လုံလိုက်ခြင်းကြောင့်အောင်မြင်မှုရသွားသူတွေများစွာရှိပါတယ်မိမိထံတွင် စိတ်ကူးကောက်တွင်ဘာမှမရှိဘူးဟုထင်နေလဲတကားကိုဖွင့်ထားပေးလိုက်ပါကိုကိုကိုပိတ်လောင်ထားသည့်အခန်းထဲတွင် ရောက်မနေပါစေနှင့်အတွေ့အမြင်တွေကို ရှင်းထုတ်ထားလိုက်ပါ။ဖွင့်ထားသောတကားမှဝင်လာသည့်အခွင့်အလန်းကို လှမ်းဆုပ်ကင်လိုက်ပါအသည့်အစမ်းတွေကိုလက်ခံလိုက်ပါ ကိုဘဝနဲ့အကိုက်ညီဆုံးဖြစ်အောင်ပြင်ဆင်လိုက်ပါရှေ့ဆက်လှမ်းလိုက်ပါရေအရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟူသည်များတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား ိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။